င်္ဂလာပါကလေးတို့ရေဒီချေကတော့ grace သိပ်ပန်သင်ကြားပေးမယ့်ဒီချေချမ်းဖြစ်ပါတယ်အခန်း6မျိုးပွားခြင်းဟာသင်ငန်းစာ3တရားဝါများဤမျိုးပွားခြင်းကိုဒီချေတို့ဆက်ပြီးတော့လေ့လာကြရအောင်ကဲတရားဝါများဤမျိုးပွားခြင်း reproduction of animals အဲ့တော့တရားဝါများမှာ လိမ်မဲ့မျိုးပွားခြင်းနဲ့လိမ်ရှိမျိုးပွားခြင်းဟူ၍နှစ်မျိုးခွဲခြားနိုင်ပါတယ်။ကဲအဲ့မှာမှာလိမ်မဲ့မျိုးပွားခြင်းဆိုတဲ့ asexual reproduction အဲ့တော့တရဝါများတွင် အထီးအမှဟူ၍မရှိပဲဒကောင်နဲ့မှပွားများခြင်းကို လိမ်မဲ့မျိုးပွားခြင်းလို့ခေါ်တယ်။ကဲအဲ့တော့လုပ်ငန်းတက်ကလေးကိုသွားကြမယ်အဲ့တော့ပုံလေးကိုကြည့်ပေးပါပုံလေးမှာဒီချေပေးထားတဲ့တက်ရှိများတွင မြည်သည့်တက်ရှိသည်လိမ်မဲ့မျိုးပွားခြင်းနည်းဖြင့်မျိုးပွားသည်အဲ့တော့တကယ်ပုံလေးသုံးပုံပေးထားရယ်နော်မြင်းပုံလေးရယ်လူတွေရယ်လူပုံလေးရယ်ပေါ့ပြီးရင်အမီးပါဆိုတဲ့ပုံလေးရယ်ကဲဘသူကတော့တကယ်တော့လိမ်မဲ့မျိုးပွားခြင်းဖြစ်မလဲဒါကအကုန်လုံးကသုံးပုံလုံးကတက်ရှိတယ်ပဲနော် ကဲဟုတ်ပြီအမီးပါလေးပေါ့ဟုတ်တယ်အမီးပါလေးကတော့လိမ့်မဲ့မြူပွားခြင်းဖြစ်တယ်ကဲဒါဆိုရင်ဒီချေတို့လုပ်ငန်းနှစ်ကလေးကိုဆက်ပြီးတော့လည်လာမယ်။ကဲအဲ့တော့ចောင်းသုံးសាអូလုပ်ငန်းနှစ်ပါပုံ66ကိုလည်လာပြီးတော့ဒီချေတို့မေးခွန်းလေးတွေကိုဆွေးနွေးဖြေဆိုပါမယ်။ကဲအဲ့တော့ပုံလေးကိုကြည်ပါ။ပေးထားတဲ့တရဝါများမြည်တို့မျိုးပွားကြသည်နိအဘဲကြောင့်နိ ကဲအဲ့တော့ပုံလေးကိုကြည့်ထားနော်ကဲဒီဘက်မှာတော့တချို့တို့ဇုံကွဲပွားခြင်းနှစ်ပိုင်းတိမ်ပြတ်ခြင်းဥပကတော့ဖူးထွက်ခြင်းကဲအဲ့ဒီမှာမှာတချို့တို့ဇုံကွဲပွားခြင်းနှစ်ပိုင်းတိမ်ပြတ်ခြင်းမှာဆိုရင်တော့ပါရာမီဇီယန်လေးသူကတော့ပါရာမီဇီယန်ဒီနျူကလ িয়ার နဲ့စိုက်တိုပလဇန်တို့အညီအမျှကွဲပြီးအလယ်မှနှစ်ပိုင်းတိမ်ပြတ်ကအကောင်အထည်နှစ်ကောင်ဖြစ်လာသည် ဤသို့ဖြစ်ခြင်းကိုဇုံကွဲပွားခြင်းနည်းဖြင့်မျိုးပွားခြင်းဟုခေါ်သည်ဟုတ်ပြီဟိုဘက်ကပုံလေးကတော့ဖူးထွက်ခြင်းကဲဖူးထွက်ခြင်းမှာတော့ hydra ပုံလေးပေါ့အဲ့တော့ hydra သည်အဖုထွက်လာပြီးရင့်တန်လာသောအခါလွတ်ထွက်၍အကောင်သင်ဖြစ်လာသည်ဤသို့ဖြစ်ခြင်းကိုဖူးထွက်ခြင်းနည်းဖြင့်မျိုးပွားခြင်းဟုခေါ်သည်ကဲဟုတ်ပြီ ဒါကတော့ခုနကတော့လိမ့်မဲ့မျိုးပွားခြင်းကဲလိမ့်ရှိမျိုးပွားခြင်းလေးကိုဒီချေတို့ဆက်ပြီးလေ့လာမယ် sexual reproduction အထီးဆိုတဲ့အဖိုဂမိနဲ့အမဆိုတဲ့အမဂမိတို့ပေါင်းဆက်မျိုးပွားလျင်လိမ့်ရှိမျိုးပွားခြင်းဟုခေါ်သည်လိန်ရှိမျိုးပွားခြင်းဆိုသည်မှာအမမျိုးဆိုတဲ့အက်နဲ့အဖိုတုတ်ကောင်ဆိုတဲ့စပန်တို့ပေါင်းဆက်တည်အောင်ပြီးတည်အောင်ဥဆိုတဲ့ဇက်ကုတ်ဖြစ်ပေါ်လာခြင်းကို ခေါ်ပါတယ်။ကဲအဲ့တော့လုပ်ငန်းတက်ကလေးကိုကြည့်မယ်။ဒီချဲပုံလေးကိုကြည့်ပေးပါ။ပုံလေးပေးထားတယ်နော်။ပေးထားတဲ့တရဝါများတွင်မြည်သည့်တရဝါသည် လိန်ရှိ မျိုးပွားနည်းဖြင့်ပွားများလာသည်နီတဲ့။ ကြောင့်လဲတဲ့ကဲဟုတ်ပြီတချို့ကြည်ထားမယ်ပုံလေးပေးထားတယ်၅ပုံလေးရဲ့ပါရာမီစီယန်လေးရဲ့ပလန်နေရီယာလေးရဲ့ဟုတ်ပြီကဲဘသူတွေကတော့တချို့လိန်ရှိမျိုးပွားခြင်းဖြစ်မလဲဟုတ်တယ်ငားလေးကလင်ရှိမျိုးပွားခြင်းဤဖြစ်တယ်ဟုတ်ပြီနော် तू ကတော့ဘာဖြစ်လဲအထင်းနဲ့အမားနဲ့ရှိနေတာဟုတ်ဒါကြောင့် तू ကလင်ရှိမျိုးပွားခြင်းဖြစ်တယ်နော်ကဲတချို့လုပ်ငန်းနှစ်ကလေးကိုဆက်ပြီးတော့လေ့လာရအောင်အဲ့တော့ပုံလေးကိုကြည့်ပါတချို့ပုံလေးပေးထားတယ်နော်အလားကတော့တက်ရှိတွေရဲ့တည်အောင်ပုံလေးတွေပဲဖြစ်တယ်အဲ့တော့ ပေးထားတဲ့သက်ရှိများသည်မြည်သည့်တရေအောင်ခြင်းအစဉ်များရှိသည်နည်းတဲ့။ကဲအုပ်စုလိုက်ဆွေးနွေးဖြေဆိုပါ။ကျေဖားလေးရဲ့သူတို့ရဲ့သတင်းအောင်ပုံလေးပေးထားတယ်။အောက်မှာကတော့တချေတို့လူတွေပေါ့နော်။လူတွေရဲ့သတင်းအောင်ပုံလေးကိုတချေတို့ပေးထားတယ်။ကဲ။အဲ့တော့ကြည့်ကြည့်ပါ။ဖားလေးကဘလို့သတင်းအောင်ခြင်းအဆင်ဖြစ်မလဲ။စဉ်းစားကြည့်နော်။ ဒီလိုပဲတချို့တို့လူတွေကရောဘလို့တရင်အောင်ခြင်းအဆင်ဖြစ်မလဲဟုတ်ပြီဖားလေးကတော့တချို့တို့တွေကသူကတော့ပြင်ပတရင်အောင်ခြင်းအဆင်ဖြစ်တယ်နော်ကဲလူတွေကရော အောက်မှာကဲအောက်ကပုံလေးကြည့်လူတွေကရောပါ ပုံလေးလဲဟုတ်ပြီလူတွေကတော့တချို့တို့ရဲ့သူကတော့တချို့တို့အတွင်းတရင်အောင်ခြင်းပဲဖြစ်တယ်ကဲဟုတ်ပြီ ဒါဆိုရင်ဒီကျေတို့အဓိကချက်ကလေးကိုဆက်ပြီးတော့သွားကြရအောင်အဲ့တော့လိမ်မဲ့မျိုးပွားခြင်းသည် အထီးအမားရှိရန်မလိုပါမူလသက်ရှိမှာရင်းနှင့်ထက်တူသောသက်ရှိများ ပွားများလာခြင်းဖြစ်သည်လိမ်ရှိမျိုးပွားခြင်းဆိုဒီမှာအမမျိုးအက်နဲ့အဖိုးတုတ်ကောင်စပန်းတို့ပေါင်းဆက်တည်အောင်ပြီးတည်အောင်ဥဇိုက်ကုတ်ဖြစ်ပေါ်လာခြင်းကို ခေါ်တယ်တည်အောင်ခြင်းနှမျိုးရှိသည် ပြင်ပတရေအောင်ချင်းပြင်ပတရေအောင်ချင်းကတော့အမမျိုးဦးနဲ့အဖိုတုတ်ကောင်တို့သည်ခန္ဓာကိုယ်ပြင်ပတွင်တွေ့ဆုံပြီးတရေအောင်ကြသည်ဥပမာငါဖားရေပုတ်တယ်အတွင်းတရေအောင်ချင်းအမမျိုးဦးနဲ့အဖိုတုတ်ကောင်တို့သည်မိခင်ခန္ဓာကိုယ်အတွင်းတွင်တွေ့ဆုံပြီးတည်အောင်ကြသည် ဥပမာလူမြင်း တချို့တို့အခန်း၆ကိုပြန်လည်သုံးသပ်မယ်အဲ့တော့အခန်း၆ကိုပြန်လည်သုံးသပ်ခြင်းမှာမျိုးပွားခြင်းမျိုးပွားခြင်းမှာအပင်များမျိုးပွားခြင်းနဲ့သတ္တဝါများမျိုးပွားခြင်းရှိတယ်ကဲအဲ့တော့အပင်များမျိုးပွားခြင်းမှာလိမ်ရှိမျိုးပွားခြင်းလိမ်မဲ့မျိုးပွားခြင်းနဲ့ပင်ပိုင်းမျိုးပွားခြင်းရှိတယ်လိမ်ရှိမျိုးပွားခြင်းမှာဆိုရင်တော့ပန်းပွင့်သောအပင်များအစင်များဟုတ်ပြီနော်တချို့တို့လိမ်မဲ့မျိုးပွားခြင်းမှာဆိုရင်တော့ အပင်ရှိစပိုးများ အရွက်ရှိစပိုးများပင်ပိုင်းမျိုးပွားခြင်းမှာအပင်၏အစိတ်အပိုင်းများအမြင့်အရွက်နဲ့မြေအောင်ပင်စီကဲဟုတ်ပြီတတဝများမျိုးပွားခြင်းတတဝများမျိုးပွားခြင်းမှာဆိုရင်တော့လိန်ရှိမျိုးပွားခြင်းနဲ့လိန်မဲ့မျိုးပွားခြင်းတစ်ခုရှိတယ်လိန်ရှိမျိုးပွားခြင်းမှာတော့အတွင်းတရေအောင်မိခင်ရဲ့ကိုတွင်း၌တရေသားဘဝကိုဖျက်ကျော်တယ်အပြင်တရေအောင်တာကတော့ မိခင်ရဲ့ကိုပြင်ပမှာဒရေသားဘွားကို ဖြတ်ကျော်တယ်။လိမ်မဲမျိုးဘွားချင်းမှာဆိုရင်တော့ဖူးထွက်ချင်း၊ဇုံကွဲဘွားချင်း၊နှစ်ပိုင်းတိမ်ပြက်ချင်းပြီးရင်အပိုင်းပိုင်းပြက်ချင်းကဲဟုတ်ပြီ။တချေအခုတင်လိုက်တဲ့သင်ခန်းစာလေးကတော့အခန်း6မျိုးဘွားချင်းအားသင်ခန်းစာ3တရဝါများကြီး မျိုးပွားခြင်းနဲ့တကယ်ကအခန်းချောက်ကိုပြန်လည်သုံးသက်ခြင်းကိုရှင်းပြပေးတာပဲဖြစ်ပါတယ်။ဒါတို့သမီးတို့နားလည်လိမ့်မယ်လို့တကယ်ထင်ပါတယ်။လေ့ကျင့်ခန်းလေးတွေကိုလည်းဆက်ပြီးတော့လေ့လာကြပါဦးနော်။ကဲဒီသင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာတကယ်နဲ့တူတူပြန်တွေ့မယ်နော်။